မိန်ကလေးတွေကကြာသူတို့ခန်းစားချက်ကိုထုတ်ပြောဖို့ ပို့ပြီးတော့ထုတ်ပြောတယ်ကွာထုတ်ပြောခါကျယောက်ျားလေးတွေသူတို့ပေါ်ဘလို့ဖတ်ပြနေကြလဲဆိုတော့သူတို့ထုတ်ပြောတယ်သူတို့အားနွယ်သူအဖြစ်မင်းလေးတွေကိုတိထားကြဖြစ်တဲ့အတွက်သူတို့ကပြောရှင်းရတယ်တိုင်ပင်ကြရရှင်ဖွင့်ကြတယ်တချို့ယောက်ျားလေးတွေကြတော့သူတို့သူတို့ကမ္မလေးရဖောက်ပြန်သွားပါတယ်သူတို့တခြားယောက်ျားလေးပေါ်မှာသူတို့ရှုံးနေသွားပါတယ်ဆိုတဲ့စကားကိုသူတို့ပြောကျင်တဲ့အတွက်လူသိထားကြတဲ့အတွက်လူသိမသိရလဲဖြစ်ကောင်းဖြစ်နိုင်တယ်ယောက်ျားလေးအချင်းချင်းဟာမဟုတ်ပါဘူးငါသူ့ပစ်ခဲ့တာပါရင်တော့သူပြောတယ်သူပြက်သွားရင်တော့ငါသူ့ပြက်ခဲ့တာမဟုတ်ဘူးဆိုတော့သူ့ဖောက်ပြန်ပြီးဖြစ်သွားတယ်ဒါပေမဲ့သူကမပြောဘူးသူသိထားကြမှာဆိုတော့အဲ့လိုမျိုးရဲ့အကြောင်းလည်းဖြစ်လိမ့်မယ်ဂျင်စီရဲ့ဂျင်စီတို့ကရှင်းတယ်ဂျင်စီကကြိုက်ရင်ကြိုက်တယ်မကြိုက်ရင်မကြိုက် ကြတော့သွားရင်သွားမသွားရင်မသွားတော့အတဲ့ပဲပဲဘယ်လိုမှမရှိဘူးမကြိုက်တော့နောက်တစ်ခါပြန်လိုက်တယ်မဖောက်ပြန်ဘူးမဖောက်ပြန်ဘူးအဲ့ဒါလည်းကောင်းပါရှင်းတယ် ကျမချစ်သူသူ့ယောက်ျားပေါ့နော်ဇလန်းနာမည်ကြားရတဲ့ဟိုဒါအိမ်တော်ကြီးဖောက်ပြနေဆက်ဆိုတော့တည်တာပါတယ်ဒါပေမဲ့မတူညီရဲ့ပုံစံလေးနဲ့မတူညီရဲ့ဇက်အိမ်လေးကွဲအောင်လို့ဒါရိုက်တာနဲ့ဇက်ညွန်ကိုစွမ်းပိုင်ရနေပြီးပုံစံလေးပြောင်းလာပါတယ်ဒီဆက်လေးကိုဆက်စပြီးတော့ကန်လန်းလာတယ်ဟိုကအဲဇညုပ်ပို့လိုက်တယ်ပေါ့နော်ထက်ကလည်းစီးပြီးရိုက်နေတဲ့ခါကျတော့အဲဒီဇညုပ်ကမဖတ်ဖြစ်ဘူးမဖတ်ဖြစ်တဲ့အချိန်မှာကိုစွမ်းပိုင်ကဒီမှာမီတင်တွေ့ရင်လည်းတက်လို့ဇက်အကြောင်းပြောပြရတဲ့အချိန်မှာတကယ်ကိုအဲသူရေးရတဲ့ဇက်ကိုပေါ့နော်သူတေချာပြောပြရတဲ့အချိန်မှာဇက်ကိုတော်လေးသဘောကျသွားပြီးတော့ ကြီးကားကိုလက်ခံပြတယ်လို့ပြောရပါတယ်ဟုတ်တယ်အများကြီးအားစိတ်ထားတယ်အားစိတ်ထားအဲ့ဒါဇက်ကိုပြောပြတဲ့အချိန်မှာအစသူဇက်ကိုရေးပဲကြည့်တက်တာလေစကားမပြောတတ်ဘူးကိုစမန်တအားအေးရေးရေးတော့စကားမပြောအေးအေးလေးနေတာဇက်ကိုရေးဆိုရင်စက်လုံးကြက်တူရေးလို့ရတယ်ဘယ်မှာသူ့မိမပါသူ့မိမပြောတယ်အမကိုရေးစက်စကားပြောတော့ဆိုလို့ရှိရင်စားနဲ့လည်းပြောတာတဲ့စက်နဲ့မပြောဘူးတဲ့ဖော်တာစားနဲ့ဆိုရင်ဖော်တာနော်စားနဲ့ဆိုရင်အရမ်းပါတော့ကြက်တူရေးရေးလို့ရတော့စက်နဲ့မှရေးတာအရမ်းမိုက်တယ် အဲ့ဒါကိုသူမပြောတက်ဘူးဒါပေမဲ့တက်ကမဟုတ်ဘူးပြောပြပြပြပေးပါလားနားနဲ့နားထောင်ချင်လားဆိုတဲ့အချိန်မှာသူပြောပြရအကျိုးစားပြတော်တော်လေးကိုကြိုးစားအားစိတ်တာပါပြောချင်တာပြောပြရအချိန်မှာလည်းဇက်ကတော်တော်လေးကိုကြွရဲစမ်းတယ်မတူဘူးပေါ့နော်ဒီ character ဒီ၄ယောက်ကိုဟိုလှည့်သွားလေးရတယ်လှည့်ပြောင်းလေးတော်တော်လာပါတယ်ဟုတ်တော့ပရမအောင်ဆိုပရမအောင်ဆိုအမနဲ့ဆုံးမှုပါလားဆိုရင်လည်းမှန်းသွားပါလေဟုတ်ကဲ့လို့ဖီယမ်းမိုင်း ဟုတ်တော့ပါလေ။ဗာလေ။အရင်အဲ့တင်းတဘာဝကြ natural မင်းသားတွေနဲ့တွေ့ရမှာလေ။ဟုတ်တော့ပါလေ။ပြန်တင်ယူရမှာအများကြီးရှိတယ်။ဆိုတော့တင်ယူရမှာပေါ့နော်။ဒီမှာလေးစီတာ။စက်တင်ဘာတော့ဘယ်လိုဖောက်ပြန်လဲဆိုတော့စောင့်ကြည့်ပါ။အပြင်မှာအပြင်မှာအော်ဖြစ်တာ။ဟုတ်ကဲ့။အော်ဒါတော့ဘယ်လိုပြောမလဲ။တစ္ဆာတရားဆိုတာတကယ်တမ်းမှုရှိရဲ့အရာဖြစ်တယ်။တမ်းမှုရှိရဲ့အရာဆိုတာအမြင်နဲ့ရှားပါတယ်။ရှားရဆိုတဲ့အခါကျတော့ဒီလိုမျိုး လူတွေမှမဟုတ်ဘူးတဘာဝတရားကြီးပေါ်မှာလည်းသစ္စာရှိရဲ့အရာတွေရှားတယ်ဟိုဖောက်ပြန်နေတဲ့အရာတွေများတယ်အဲ့လိုပဲလူတွေမှာလည်းသစ္စာတရားရှိရရှားတယ်ဖောက်ပြန်မှုတွေများတယ်ပေါ့ဖောက်ပြန်တဲ့အကြောင်းရင်းတွေကလည်းအများကြီးရှိပါတယ်အဲ့တော့ဖောက်ပြန်လို့ဖြစ်သွားတဲ့အကျိုးတွေကလည်းအများကြီးဖြစ်လာတာပေါ့နော်ဒါတရားသဘောနဲ့ပဲညှိနှိုင်းပြီးပြောရမှာပါပဲဟုတ်ဒါတော့မသိရတယ်ဒါတော့မသိဘူးရှားပါတဲ့တစ္ဆာရှိခြင်းမျိုးပဲသူ့မှာရှိရတယ်အဲလေအဲ့ဒါမသိဘူးဒါဟုတ်ပြီပဲရှိတယ် တာကီးရွှေချက်လိုက်တာချက်လိုက်တာဟုတ်ပြန်ယောက်ျားလေးတက်မင်းကလေးကပုံများတာအဲ့လိုတော့မပြောလို့ဘယ်လိုလဲမဆိုင်ပါဘူးအဲ့လိုတော့မပြောလို့များတာမများတာတက်အဓိကပေါ့နော်အဲမင်းကလေးတွေကကြာသူတို့ခန်းစားချက်ကိုထုတ်ပြောဖို့ ပို့ပြီးတော့ထုတ်ပြောတယ်ကွာထုတ်ပြောခါကျယောက်ျားလေးတွေသူတို့ပေါ်ဘူးဖတ်ပြနေကြလဲဆိုတော့သူတို့ထုတ်ပြောတယ်သူတို့အားနွဲ့သူအဖြစ်မိန်းကလေးတွေကိုတိထားကြဖြစ်တဲ့အတွက်သူတို့ကပြောရှေ့ရတယ်တိုင်ပင်ကြရရှင်ဖွင့်ကြတယ်တချို့ယောက်ျားလေးတွေကြတော့သူတို့သူတို့ကမာလေးတွေဖောက်ပြန်သွားပါတယ်သူတို့တခြားယောက်ျားလေးပေါ်မှာသူတို့ရှုံးနေသွားပါတယ်ဆိုတဲ့စကားကိုသူတို့ပြောကျင်တဲ့အတွက်မျိုးတိတ်ထားကြတဲ့အတွက်လူသိမ့်မသိရလဲဖြစ်ကောင်းဖြစ်နိုင်တယ်ဒါဖြစ်တဲ့အကြောင်းရင်းတစ်ခုကိုလည်းတစ်ခုပေါ့နော်ထပ်ထင်တယ်အကြောင်းရင်းပေါ့အဲယောက်ျားလေးအချင်းချင်းဟာမဟုတ်ပါဘူးငါသူ့ပစ်ခဲ့တာပါရင်းတော့သူပြောတယ်သူပြက်သွားရင်တော့ငါသူ့ပြက်ခဲ့တာမဟုတ်ဘူးသူကသူ့ဖောက်ပြန်ပြီးဖြစ်သွားတယ်ဒါပေမဲ့သူကမပြောဘူးသူတိတ်ခါကြမှာဆိုအဲ့လိုမျိုးရဲ့အကြောင်းလည်းဖြစ် ်လိမ့်မယ်အကြောင်းရင်းနဲ့အများကြီးရတစ်ချက်ပေါ့အဲအကြောင်းလူတွေကမိန်းကလေးတွေကမဖောက်ပြန်လူကြားလေးတွေဖောက်ပြန်လို့ပုံများလို့တင်လာတယ်ဖြစ်ပါလိမ့်မယ်တင်ပြီနော်နော်တင်ပြီနော် ဒီနေ့ဒီနေ့ဟာအင်တာဗျူးကလည်းစမ်းကြည့်ရနော်စမ်းကြည့်စမ်းကြည့်ရနော်ဘိုးသူသားလည်းရပါတယ်ဘိုးသူသားကြီးလည်းရပါတယ်တော်တော်တိတယ်လားမတော်ပြောပါဝင်းမြပါအမသိဘူးဒါက generation တွေရဲ့အမြင်ပေါ့ Jensie လား Jensie ရဲ့ Jensie တော့ရှင်းနေ Jensie ကြိုက်ရင်ကြိုက်ရမကြိုက်ရင်မကြိုက်ဘူးတွားရင်တွားမတွားရင်မတွားတော့တာပါအတဲ့ပဲဘယ်လိုမှမရှိဘူးမကြိုက်တော့မကြိုက်တော့တော့ပြောင်းလိုက်တယ်မဖောက်ပြန်ဘူးမဖောက်ပြန်ဘူးအဲ့ဒါကောင်းမှရှင်းတယ်လေရှင်းဒါကမသိဘူးပြောင်းလဲမှုဆိုတာလည်းအရမ်းမပြောဒါဒီကောင်ကတင်ပေးမယ်ဘယ်နဲ့စက်ပြားလဲဘယ်တန်းတင်ပေးမယ်ကိုစမ်းမှာတင်ပေးရမယ်ကိုစမ်းတင်ပေးရမယ်ဆွဲဆွဲလို့မ ုင်းဟောပေါ့ character တစ်ခုကြတော့ကျွန်တော်ဟို fantasy man ဆိုရင်ဟိုဘေးကားပဲဖြစ်ဖြစ်ကျွန်တော်အားလုံးပြင်ဆင်ရမှာဟာကြီးပဲလေဆိုတော့ဟိုစူးစမ်းပြီးအဆင်မှာပဲဘေးကားဖြစ်ဖြစ်ပေါ့ သူကအရင်စ조사ရတယ်သူအသက်ရွယ်နေမလိုက်အောင်လို့ငငယ်တွေကဒါသူရဲ့조사မှုတွေပြည့်တတ်တွေရှိမှာအလုံးသိမှာပါအဲသူရဲ့조사မှုတွေပြင်ဆင်မှုတွေပြီးတော့တကယ်အလုပ်ပေါ်မှာ professional ကြကြအလုပ်တာအဲ့လိုပြီးပြီးရောလုပ်တာမျိုးတခုမှမရှိဘူးပေါ့နော်သူလုပ်လိုက်တဲ့အလုပ်တိုင်းကအဲနေရာတစ်ခုနဲ့အတိမပြည့်မှုတစ်ခုနဲ့အမှန်မှုတစ်ခုကိုရသွားတာကြီးပဲအဲဆိုတော့အဆိုပိုင်းမှာဆိုလဲအဆိုပိုင်းမှာတကယ်ကိုသူစာပြီးချင်းနေဆိုတော့ကတကယ်ကိုဟိုကသူရဲ့ fan ဖြစ်ခဲ့ရတယ်ဆိုတော့တကယ်အခုတရုတ်ဆောင်ပိုင်းမှာလည်းလူရှိတွေထွက်လာတယ်တကယ် identity သဘောကျပါတယ်သဘောကျ natural ဖြစ်တဲ့သူရုပ်လေးနဲ့ light တဲ့အဲ့ဒီလေးကသူရွေးလောက်တတ်တယ်အဲ့လိုလေးရအစားပေါ့နော်ပြန်ပြီးတော့လေ့လာတဲ့ပိုင်းအများကြီးရှိပါတယ်